်မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်36ကြိမ်မြောက်အမေရိကန်အာဆီယံဆွေးနွေးပွဲမှာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကိုညှင်းပယ်ပြီး NUG ကိုယ်စားလှယ်ကိုလက်ခံဖို့အတွက် Defense မြန်မာ Democracy ကအရေးကြီးတောင်းဆိုလိုက်ပါတယ်စေမိုင်းတိပြစ်ခတ်နိုင်တဲ့ rocket ကို CDF မတူပီကတီထွေအောင်မြင်ခဲ့ပြီးအရေးအတွက်ရာနဲ့ချီထုတ်လုပ်ရန်ပြင်ဆင်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အမေရိကန်ပြည်အောင်စုကအင်ရှင်ဖြစ်လက်ခံကျင်းပမယ် 36ကြိမ်မြောက်အမေရိကန်အာဆီယံဆွေးနွေးပွဲမှာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကိုညှင်းပယ်ပြီး NUG ကိုယ်စားလှယ်ကိုလက်ခံဖို့အတွက် Defense Myanmar Democracy ကအရေးကြီးတောင်းဆိုထားတယ်လို့အဲ့ဒီအဖွဲ့ကပြောပြပါရယ်မေလ23ရက်နေ့24ရက်နေ့တော့မှာ36ကြိမ်မြောက်အမေရိကန်အာဆီယံဆွေးနွေးပွဲကိုအမေရိကန်အစိုးရကအင်ရှင်ဖြစ်လက်ခံကျင်းပမှာလည်းဖြစ်ပါရယ်အဲ့ဒီကျင်းပမယ့်အစည်းအဝေးမှာမြန်မာစံဖက်စီအိုစုရဲ့ကိုယ်စားလှယ်တွေကိုဖယ်ထုတ်ဖို့အတွက် Defense Myanmar Democracy ကအရေးကြီးတောင်းဆိုတယ်လို့လည်းသိရှိရပါရယ် အမေရိကန်ပြည်ထောင်စုဝါရှင်တန်ကအမျိုးသားညီညွတ်ရေးအစိုးရရုံးက တရားဝင်မှုရှိတဲ့မြန်မာကိုယ်စားလှယ်တွေကိုဖိတ်ကြားပေးဖို့အတွက်လည်းအမေရိကန်အစိုးရနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကအစိုးရတွေကိုတိုက်တွန်းနှိုးဆော်ရလို့လည်းဆိုထားပါရဲ့ရှင်ဒီတစ်ခါမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်မြန်မာနိုင်ငံကနေထွက်ပြေးတိမ်းရှောင်လာသူတွေကိုအင်းရှင်နိုင်ငံတွေကကောင်းမွန်သင့်လျော်စွာလက်ခံပေးဖို့အတွက်ရွှေပြောင်းနေထိုင်ခြင်းဆိုင်ရာနိုင်ငံကအပြန်အလှန်ဆွေးနွေးမှုအစည်းအဝေးမှာတန်မတ်ကြီးဦးကျော်မျိုးထွန်းကတင်ပြပြောဆိုခဲ့တယ်လို့သိရပါဗျ။ညီရောင်မျိုးကုလသမဂ္ဂဌာနချုပ်မှာမေလ22ရက်နေ့ကနေ22ရက်နေ့ထိပထမအကြိမ်ရွှေပြောင်းနေထိုင်ခြင်းဆိုင်ရာနိုင်ငံကအပြန်အလှန်ဆွေးနွေးမှုအစည်းအဝေးကိုပြုလုပ်နေတာလည်းဖြစ်ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာမတရားဆက်အနာသိမ်းမှုဖြစ်ပေါ် ော်ခဲ့ပြီးတဲ့နောက်မှာ ရွှေပြောင်းနေထိုင်မှုရဲ့အပေါင်းလက္ခဏာဆောင်တဲ့ခရီးစည်းကြောင်းကိုပြောင်းပြန်ဖြစ်စေခဲ့တယ်လို့လည်းဥကြုံမုထုံးကပြောကြားလိုက်ပါတယ်။နိုင်ငံတော်ဝန်ကျွတ်လွန်နေတဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကနေရှောင်ပြေးတာအလုံးလက်မဲ့ဖြစ်တာလူခွေရေးချိုးဖောက်မှုတွေမြင့်တက်လာတာနေထိုင်မှုစေတဟုံတို့မြင့်တက်လာတာအပါအဝင်တခြားစင်ခုံမှုတွေပြင်မကြသေးမီကစစ်တပ်ရဲ့မတရားစစ်သားစုဆောင်းမှုအစီအစဉ်တို့ကြောင့်ရွှေပြောင်းနေထိုင်တာတွေပုံမှုများပြားလာရလို့လည်းဥကြုံမုထုံးကအဲ့ဒီအစည်းအဝေးမှာတင်ပြခဲ့လို့လည်းသိရှိရပါတယ်။ UNHCR ရဲ့အခုလအစောပိုင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်မှာပါတဲ့လမ်းညွှန်ချက်အရ ထွက်ပြေးတင်းရှောင်လာတဲ့မြန်မာနိုင်ငံသားတွေကိုလက်ခံပေးဖို့နိုင်ငံရေးခေလွန်ခွင့်ရရှိရေးကိုအာမခံပေးဖို့နဲ့အလျင်ရှိသူတွေကိုအတင်းကျပ်နေရမပြန်ပို့ဖို့အတွက်အမြဲတစေလိုက်နာဖို့နိုင်ငံတွေကိုတောင်းဆိုထားရလို့လည်းသိရှိရပါတယ်။ဒါအပြင်နိုင်ငံတကာအကာအကွယ်တောင်းခံသူတွေကိုစည်ရင်ပြုစုထားရှိဖို့နဲ့စည်ရင်တင်ထားတဲ့မှတ်တမ်းအထောက်အထားတွေကိုထုတ်ပေးဖို့လည်းတောင်းဆိုထားရလို့သိရပါတယ်ရှင်။ ဘုဂိုးတန်တဲ့တဘောကိုတက်ဆက်ပေးကြပါရယ်ဘုဂိုးတန်တဲကုန်းမြို့နယ်မှာစစ်သားသစ်စုဆောင်းပေးနေတဲ့အင်ပင်လရွာကအုတ်ချုပ်ရည်မှုမျိုးထုံကို ပစ်ခတ်တက်ခတ်ရာကနေသေသွားတယ်လို့3631 PPDF တရင်ဆက်သွယ်ရင်းနဲ့တင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပြပါဗျ။မေလ23ရက်နေ့မနက်6နိုင်ခွဲလောက်မှာအင်ပင်လကျွရနေအုတ်ချုပ်ရည်မှုမျိုးထွန်းရဲ့နေအနီမှာပြည်ကရင်ပြည်သူ့ကာကွယ်တပ်မတော်3631 PPDF တရင်တက်ခွဲသော Winston Du အဖွဲ့ကတော်လန်ရဲဘော်တွေကပစ်ခတ်တက်ခတ်ခဲ့ရာကနေပွဲချင်းပြီးတေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါဗျ။တေဆုံးသွားတဲ့အုတ်ချုပ်ရည်မှုမျိုးထွန်းဟာအကြက်ဖက်စစ်ကောင်စီအလို ကြစစ်မှုထမ်းစုဆောင်ရာမှာကျေးရွာအုပ်စုအတွင်းကပြည်သူတွေကိုအတင်းအဓမ္မခေါ်ယူစုဆောင်ပေးတာတွေလှုပ်ဆောင်နေရလို့လည်းသိရှိရပါဗျ။ဒါအပြင်ကျေးရွာအုပ်စုအတွင်း တော်လင်းတစ်ဖက်ဝင်တဲ့မိသားစုတွေနေထိုင်လို့မရစေဖို့အတွက်စစ်တပ်စီကိုတရင်ပေးဖို့တာကျေးရွာအုပ်စုတွင်လောင်ကစားဝိုင်းနေထောင်ကအကြက်ဘက်စစ်ကောင်စီကိုထောက်ပံ့နေသူဖြစ်တယ်လို့လည်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအနေနဲ့အကြက်ဘက်စစ်ကောင်စီရဲ့ထောက်တိုင်တွေဖြစ်တဲ့ရက်ကျေးအုပ်ချုပ်ရေးမှုတွေကိုပြပြတသားအေးအေးယူဆောင်ရွက်နေပြီဖြစ်တာကြောင့်ကြံရှိနေတဲ့ရက်ကျေးအုပ်ချုပ်ရေးမှုတွေလည်း ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းကြဖို့အတွက်3639တဲ့ PPDF တရင်ကဆက်သွယ်ရေးနဲ့တရင်နဲ့ပြန်ကြားတဲ့တာဝန်ခံကပြောပြပါရရှင်။ ဒီတစ်ခါမှာတော့ရခိုင်ပြည်တွင်းမှာလက်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာအရခတက်တော် AA နဲ့အတူရပ်တည်တယ်လို့မျိုးဥတော်လည်းအဖွဲ့နှစ်ခုက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ပြည်သူ့စစ်မဟာအကြံပေးဘူရို PMSAB နဲ့မိုးဂျိုးပျောက်ကြားတပ်ဖွဲ့တို့က AA နဲ့အတူရပ်တည်တယ်လို့မနေ့ကထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ရခိုင်ပြည်ကမြေပြင်ပဂရိအခြေအနေမှတွေကိုသေးကြတိကျစွာလေ့လာစုံစမ်းသိရှိခြင်းမရှိဘဲအခြေအမြစ်မရှိတဲ့ပုံကိုယ်ဆွဲဝါရဆွဲပါတဲ့တည်င်းအချက်လက်တွေပေါ်အခြေခံပြီး သုံးသက်ချက်ထုတ်ပြန်ချက်တွေပြုလုပ်မယ်ဆိုရင်မှားယွင်းတဲ့ရလက်တွေကိုဖြစ်ပေါ်လာနိုင်တယ်လို့လည်းအဲ့ဒီအဖွဲ့ကထောက်ပြထားပါတယ်။ပြည်သူ့စစ်မဟာအကြံပေးဘူရို PMSAB နဲ့မိုးချိုးပျောက်ကြားတပ်ဖွဲ့ဟာမြမနွေဦးဒေါ်လာရေးမှာကြာရအခမ်းကဏ္ဍကနေအခုထက်တိုင်ဆစ်အာနာရှင်ချက်ဆောင်ရေးစစ်မှန်သော Federal Democracy နိုင်ငံတော်တည်တည့်ရဲ့ပေါ်ထွန်းပေါ်ပေါက်လာစေတဲ့အတွက်တိုင်းသားညီနောင်မဟာမိတ်များမြေပေါ်မြောက်တော်လည်းအဖွဲ့အစည်းများနဲ့တူလက်တော်လေးရဲ့ဒီဇိုင်းမမတ်ဂျိုးပန်ဆောင်းနေရလို့လည်းထုတ်ပြန်ပြောဆိုထားပါတယ် ယ်စစ်ကောင်စီလော်ဘီတွေမွ슬လင်ရေတကြွလှုပ်ရှားသူတွေနိုင်ငံကလူခွေရေးအဖွဲ့တွေနိုင်ငံကအစိုးရအဖွဲ့တွေ UN အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပမီဒီယာတွေဟာရခိုင်ပြည်နယ်အတွင်းလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကိုသေချာလေ့လာခြင်းမရှိဘဲသတင်းမှားတွေကိုထုတ်လွှင့်ပြောဆိုနေကြတာကိုလည်းတွေ့ရှိရပါတယ်။ဒါ့အပြင်စစ်ကောင်စီ lobby သတင်းဌာနတွေရဲ့ Facebook စာမျက်နှာ Telegram စာမျက်နှာတွေမှာလည်းဘူးတီတော်မောင်တော်အခြေအနေနဲ့ပတ်သက်ပြီးသတင်းမှားတွေကိုဖျက်ဝေတာဓာတ်ပုံအမှားတွေကိုဖျက်ဝေတာတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကနေစတင်ပြီးဇက်တိုက်ပြုလုပ်လာပါရဲ့ရှင်။ မန္တလေးရဲ့သတင်းတပိုးကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမြင်းကြံမြို့နယ်ကိုင်းရွာကထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုဂျားဖြတ်တက်ခတ်ရကနေစစ်ကောင်စီတပ်သား၁၀ဦးတေသွားတယ်လို့မန္တလေးခရိုင်တရင်ချောင်း MDA ကတာဝန်ရှိသူတို့ကပြောပြပါရစေ။မေလ၁၈ရက်နေ့မနက်၆နာရီလောက်မှာကိုင်းရွာကနေထွက်လာတဲ့အင်အား90ခန်းပါတဲ့အကြမ်းဖက်စစ်ကြောင်းကို တော်လိုင်းတပ်ဖွဲ့တွေကဂျားဖြတ်တက်ခတ်ရံမှာအကြက်ဖက်စစ်ကောင်စီတပ်သား၁၀ဦးခန့်တေသွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရှိသူများပြားခဲ့လို့လည်းသိရှိရပါတယ်။ဒီတက်ခတ်မှုကိုမန္တလေးခရိုင်တရင်6နယ်တူ MGN 35ပျောက်ကြားတပ်ဖွဲ့ MMDF MDY မြင်းကြံခရိုင်တရင်နဲ့ MGN တိုက်ကမြင်းကြံပကဖထုတ်လို့တက်ဖွဲ့နဲ့အခြားမဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းတက်ခတ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ချင်းပြည်နယ်တရင်တပောက်ကိုတက်ဆက်ပေးကြပါရယ်ချင်းပြည်နယ်တွန်းဆန်မြို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်တာကြောင့်မြို့ပေါ်ကနေအိမ်တွေမီးလောင်ပြကျသွားကစစ်ရှောင်ပြည်သူတို့တိုက်ဆုံခဲ့ရလို့တွန်းဆန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်မေလ22ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတနေ့ကုန်ဘုံကျဲပြစ်ခတ်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့လို့လည်းသိရှိရပါတယ်။အင်းညစေနိုင်လောက်မှာတွန်းဆန်မျိုးပေါ်မှာပြစ်ခတ်တံတွေထပ်မံဖြစ်ပေါ်လာခဲ့ပြီးအကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်မြို့ပေါ်ကရက်ကွက်တစ်ခုမှရှိနေတဲ့နေအိမ်တွေနဲ့ခေါ်လိုင်းကိုဆန်ရက်ကွက်ကနေအိမ်နှလုံးပြကျခဲ့ရတယ်လို့လည်းသိရှိရပါတယ်။တွန်းဆန်မျိုးမှာထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်စစ်ဘေးရှောင်ပြည်သူတွေထပ်မံရောက်ရှိလာကာ စစ်ဆောင်ဥယျာဉ်တောင်းတဲ့ချီရှိလာပြီလို့လည်းသိရှိရပါတယ်။အဲဒီစစ်ဆောင်ပြည်သူတွေအတွက်စားနပ်ရိက္ခာအပြင်အမိုးကအရေးပေါ်စေဝါအဝတ်ထည်နဲ့ဆောင်တကူရေးတန်ရှင်းသုံးပစ္စည်းတွေအပြင်ဖုန်းငွေဖြည့်ကွက်တွေလည်းအရေးပေါ်လိုအပ်နေလို့တွန်းဆန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ချင်းပြည်နယ်မှာအကွာအဝေး၁၀မိုင်ထိပြစ်ခတ်နိုင်တဲ့မတူဘီရော့ကတ် MR1 ကိုချင်းကာကွယ်တပ်ဖွဲ့ CDF မတူဘီတပ်မဟာတစ်ကစမ်းသပ်တီထွင်အောင်မြင်ခဲ့ပြီးအရေးအတွက်ရာနဲ့ချီထုတ်လုပ်နိုင်ရန်ပြင်ဆင်နေရလို့ထုတ်ပြန်ထားပါတယ်။ရော့ကတ်ပြစ်ခတ်မှုအောင်မြင်တဲ့ရုပ်တံမှန်တမ်းကိုချင်းလန်ဒက်ဖ ens ဖို့မတူဘီ CDF မတူဘီတပ်မဟာတစ်ကမေလ22ရက်နေ့မှာထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ချင်းပြည်သူအားလုံးနဲ့အတူမြန်မာပြည်သူအားလုံးအနေနဲ့လည်း ဆရာနာရှင်နဲ့အမြန်ဆုံးချက်ဆုံးပြီး Federal Democracy စနစ်တိစောက်နိုင်ရေးအတွက်အသက်ဆုံးတိုက်ပွဲဝင်နေကြတဲ့ Chinland Defense Force မတူပြီးတက်ဖွဲ့အတွက်အစုံးတိုင်းတော်လန်ဘုံတလာလှိုင်းတန်ကမ်ပိန်းကိုပြုလုပ်နေပြီးပြည်ရင်းပြည်ပကမိဘပြည်သူတွေအနေနဲ့တက်နိုင်တဲ့ဘက်ကပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်းမြစ်တာရက်ခံထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။